မြန်မာပြည်သက်တွေချာမှာတော့ရောထန်ကတာဂီရူကိုစက္ကန်ပိုင်းနဲ့အနိုင်ရတာကသန်းစင်ကတာဂီရူရဲ့အားနည်းချက်ကိုရောထန်ကိုထုတ်ပြလိုက်လို့အခုလိုမျိုးရောထန်ကအချိန်စက္ကန်ပိုင်းအတွင်းမှာအနိုင်ရတာဆိုပြီးတော့ဆိုရှယ်မီဒီယာထဲမှာပြောဆိုနေကြပြီလေဖြစ်ပါရီဒီအချက်ကိုရောထန်ကိုယ်တိုင်ကလည်းဝန်ခံသွားတာဖြစ်တယ်နော်ရောထန်ကတော့သန်းစင်ကိုကျေးဇူးတင်နေမလားတော့မသိဘူးရောထန်ကတော့ခုပဲတာဂီရူနဲ့ထိုးတဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပြောလာပါပြီရောထန်ကပထမချီနဲ့ခုလို့ မြင်မြင်ဆန်းဆန်းအလေးထုတ်ပြနိုင်လိမ့်မယ်လို့ကျွန်တော်ကိုယ်တိုင်တော့ကျွန်တော်မထင်မိဘူးလို့မမျှော်လင့်မိဘူးလို့ရထန်ကဆိုခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒါလို့ဖြစ်အောင်တော့အပြင်းထန်ကိုလေ့ကျင့်ပြင်ဆင်ခဲ့ပါတဲ့ထာဂီရူကိုပွဲသိမ်းနိုင်မယ့်မီလန်တွေလည်းရှာပွေတွေ့ရှိခဲ့တယ်လို့ရထန်ကဆိုပါတယ်။တန်းစင်နေထာဂီရူရဲ့ထိုးပွဲကြီးကိုကျွန်တော်ကိုယ်တိုင်ကဝင်ထဲမှာသွားကြည့်ခဲ့တယ်။အဲ့ဒီပွဲမှာလေထာဂီရူရဲ့အားနဲ့ချက်တွေအများကြီးကိုကျွန်တော်ကိုယ်တိုင်ကရှာပွေတွေ့ရှိပြီးကောက်နှုတ်ချက်တွေကို ထုတ်ထားတယ်ဆိုပြီးတော့ရတ်ချန်ကဝန်ခံသွားခဲ့ပါတယ်နော်သူရဲ့အားနဲ့ချက်တွေရှားတယ်နေရာလစ်တွေရှားခဲ့တယ်ဘဲဝိုက်လက်သီကကျွန်တော်တို့ဂျိုဘီပြင်ဆင်ခဲ့တဲ့အထဲကတခုပါစိတ်ထဲမှာတော့အင်စာကြည်အောင်လုတ်ခဲ့မိတယ်လို့ခန်းစားနေရတာပါဒါပေမဲ့ဒီလောက်ထိမြင်းမြန်းဆဆဝဲသိမ်းလိမ့်မယ်လို့တော့လုံးဝကိုမျှော်လင့်မထားခဲ့ဘူးလို့ရတ်ချန်ကိုယ်တိုင်ကဝန်ခံသွားခဲ့တာဖြစ်ပါတယ်ဆိုတော့မြန်မာပြည်သက်တွေပြောပြောနေတယ်သန်းစင်ကတာဂီရီရဲ့အားနဲ့ချစ်ကိုရော့ထန်ရေးရှိမှထုတ်ပြလိုက်တယ်ဆိုတဲ့စကားက မှန်နေပါရဲ့ဗျ Proton ကတော့အဲ့ဒီပွဲမှာစက္ကန့်ပိုင်းပဲထိုးခဲ့ရပြီးတော့ 2G ကတော့ဒေါ်လာ4335000ရရှိခဲ့ပြီးတော့ bonus နဲ့ပါဆိုရင်ဒေါ်လာ4900ကျော်လောက်ရရှိခဲ့တာဖြစ်တဲ့အတွက် Proton ကတော့ World Championship မှာ 2G မြေဆုံကစားသမားတွေတက်ကတယောက်ဖြစ်စံချင်းတင်နေပြီလေဖြစ်ပါရဲ့ Proton ကတော့ Proton ပါပဲဗျာ